ဒီနေ့တော့ယုံကြည်မှုဆိုတာကိုလက်နက်တစ်ခုလိုအသုံးချတဲ့ Machiavellian အတွေးအခေါ်တစ်ခုအကြောင်းပြောပြသွားမှာပါဒီအတွေးခေါ်မှာလေပြတ်သားခိုင်မာမှုကအစွားအထက်ဆုံးလက်နက်ထွေပြီးတော့တုံဆိုင်နေခြင်းကတော့အကြီးမားဆုံးအာနေချက်လို့သတ်မှတ်ထားတယ်ဒီအဆိုအမိန်ကတော့ဒီအတွေးခေါ်တစ်ခုလုံးရဲ့အသေးအနှလုံးပါပဲသူဆိုလိုချင်တာကရှင်းရှင်းလေး လောကကြီးမှာအတော်ဆုံးလူကအာနာရတာမဟုတ်ဘူးကိုကိုကိုအယုံကြည်အဆုံးလူအပြစ်သားဆုံးလူကသာအာနာကိုပိုင်ဆိုးရတဲ့ဒီချက်ကိုအရင်ဆုံးလက်ခံထားမှကျန်တဲ့အပိုင်းတွေကပိုပြီးအတိတ်ပဲရှိလာမှာပါအဲ့ဒီတော့ဒီအတွေ့အခေါ်ရဲ့အထူးကတိတ်ပွဲကပါလဲဆိုတော့အဲ့ဒါကလူတိုင်းရဲ့စိတ်ထဲမှာကင်းအောင်းနေတဲ့အတွင်းစိတ်ကအစီခံကို တိုက်ထုတ်ရမယ်တိတ်ပွဲပါပဲဟုတ်တယ်အဲ့ဒီအစီခံစိတ်ကအမြဲတမ်းသူများမျက်နှာကြည့်တယ် သူများသဘောကျမှလုတ်ရဲတယ်ပြီးတော့အမြဲတမ်းဒီဝေတုံးဆိုင်နေတတ်ပါတယ်ကဲဒီမှာကြည့်လိုက်အစေခံတဲ့အုပ်ဆိုးသူစိတ်ဓာတ်ဘလောက်ကွာလဲဆိုတာချက်ချင်းတိတာတယ်တစ်ဖက်ကခွန့်တောင်းတယ်တောင်းပန်တယ်စဉ်းစားလုံးပြီးဘာမှမလုပ်ဖြစ်ခိုးနောက်တစ်ဖက်ကတော့ချက်ချင်းလုပ်တယ်ပြတ်သားတယ်အမိန်ပြီးဒီအခွင့်အရေးကိုစုပ်ကင်တယ်ဒီစိတ်ဓာတ်တစ်ခုကနေနောက်တစ်ခုကိုပြောင်းလဲနိုင်တာကောပဲအရေးကြီးဆုံးပထမခြေလှမ်းဖြစ်ပါတယ်ဟုတ်ပြီအခုဖမ်းမမှန်တိုင်တဲ့ကိုတန်းဝင်လိုက်ကြရအောင်ဒါကတော့ ိုယ့်ရဲ့ကိုဟန့်အမှုရာကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချခြင်းပဲ။စကားတစ်ခုမှမပြောဘဲနဲ့ကိုပန်ဝန်းချံကိုဘလို့ထိုင်ချုံမလဲဆိုတာကိုကြည့်ကြတာပေါ့။တရချက်တွေကိုကြီးလိုက်ပါ။ဒါတွေကစကားတစ်ခုမှမပြောဘဲကိုယ့်ရဲ့အော်တာကိုဘလို့တီးဆုံးမလဲဆိုတဲ့နီးလားနေပဲ။လှူရှားတဲ့အခါမှာဖြေးပြင်းနဲ့တင်းငင်းစွာလှူရှားတာမျိုး၊တိတ်ဆိတ်ခြင်းကိုထိန်းချုပ်တဲ့ကိရိယာတစ်ခုလိုတုံးတာမျိုးပေါ့။ကိုယ့်ရဲ့ကိုနေဟန်ထားကကိုကိုစားစကားပြောပါစေ။ တခါသူတွေကကတော့ကိုသူတို့တစ်တေပြဖို့အလွေရချိုးစားနေချိန်မှာကိုကတော့အေးအေးဆေးဆေးပဲလေးလာသုံးတက်နေလိုက်ယုံမယ်။ဒီစကားကအဓိကအချက်ကိုတိခနဲ့ပဲထောက်ပြလိုက်တာပဲ။သူများရဲ့သဘောတူညီမှုကိုဂယုမဆိုင်ခြင်းဟာအာနာရဲ့အမြင့်ဆုံးပုံစံပဲတဲ့။ဒါဟာလုံဝကိုအရေးကြီးရဲ့စိတ်နေစေးသားအပြောင်းလဲတစ်ခုပါ။ကိုတံပိုးကိုကိုတိုင်ပဲအတိမတ်ပြတော့တာဘယ်သူစီကမှအတိဖြူချက်မလို့တော့လို့။ဒုတိယမန်တန်ကတော့စကားပြောခြင်းနဲ့သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့စကလုံးတွေကိုလက်နဲ့တစ်ခုလိုဘလို့အတုံးချမလဲကိုယ့်ရဲ့အတန်တွေအတန်ထားကနေအားနေတဲ့အရေးအယောင်မှန်းများကိုဘလို့ဖယ်ရှားမလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ဒီမှာကြည့်ပါဒါတွေကကိုယ့်ရဲ့ဩဇာကိုကိုယ်တိုင်ပြန်ဖြစ်စည်းနေတဲ့စကလုံးတွေကျွန်တော်ထင်တာကတော့တို့ဖြစ်နိုင်ပါတယ်တို့မတေးချဘူးတို့တောင်းမှန်ပါတယ်တို့ပေါ့ဒီလိုစကားစုတွေကိုကိုယ့်ရဲ့အပြောဆိုတွေကနေလုံးဝဖယ်ထုတ်ပြစ်လိုက်တာဟာအင်မတန်ဩဇာရှိတဲ့ခြိမ်းတရားပါမယ်ဒါဆိုဘလို့အတိုင်းမျိုးဖြစ်စင်လဲ အញ្ញံယူရှင်းတယ်ဖြည်းဖြည်းပြောမယ်တည်ငြိမ်မယ်ပြီးတော့အဆုံးသက် စကလုံးတွေဖြစ်ရမယ်ဆိုလိုတော့ကစပီငင်းကုံစီအောင်မလို့တော့တဲ့လေတံမျိုးပေါ့ဒီနေဖြူဟာရဲ့အဆုံးဆုံးပန်းတိုင်ကိုဒီကိုကချက်ကအကောင်းဆုံးဖော်ပြပါဗါတယ်တင်ကငင်းခုံဖွင့်ငင်းဆန်လိုက်တဲ့အခါတကယ်တော့တင်ကချောက်ဆရာကောင်းမြတ်အချက်ပြမှုတစ်ခုပေးလိုက်တာပဲအဲ့ဒါကတော့တင်တယ်လက်တွေ့ဘဝဆိုတာညှိနှိုင်းဆရာမဟုတ်ဘူးဆိုတာပါပဲအခုတတိယမန်တိုင်ကိုဆက်သွားကြမယ် ဒါကတော့အပြင်းမင်းရဲ့အသွင်းစိတ်တဲကိုပြောင်းသွားပါပြီ။ဘသူမှထောပေါက်လို့မရတဲ့လှည့်စားလို့မရတဲ့စိတ်ပိုင်းဆိုင်ရာခံတတ်တခုကိုဘလို့တိဆောက်မလဲဆိုတာပါပဲ။ဒီစရာကိုကြည့်လိုက်ရင်ခြားနာချက်ကိုချက်ချင်းမြင်ပါလိမ့်မယ်။အစီခံစိတ်ကစိတ်ခံစားမှုနဲ့တုံးပြန်တယ်။တယောက်ယောက်ကစောကားလိုက်တယ်ဆိုပါစို့။ချက်ချင်းခုခံကာကွယ်မယ်။ချီးကျူးရင်ပြောင်းညံ့သွားတယ်။အုပ်စိုးသူစိတ်ကတော့အဲ့ဓာတွေကိုအချက်လက်အဖြစ်ပဲသုံးသက်တယ်။ စော်ကားတာကိုရည်ရွယ်ချက်ကိုလေးလာဖို့အသုံးချတယ်။ချီကျူးတာကိုနောက်ွယ်ကအကြောင်းရင်းကိုစဉ်းစားတယ်။တုံးပြမှုမဟုတ်တော့ဘဲနဲ့တွဲချက်မှုဖြစ်သွားတာပေါ့။အားနေချက်တကယ်အယဲမြစ်ကဘာလဲဒီလား။အဲ့ဒါကတော့သူများကကိုကိုနားလည်ပေးရမယ်ဆိုတဲ့လိုအပ်ချက်ပဲ။ဒီအသွေးခေါ်ကအဲ့ဒီလိုအပ်ချက်ကိုအပြည့်ရှင်းပြဖို့ထ ිය တာပါ။ဘာလို့လဲဆိုတော့ဒါဟာတခြားသူတွေကကိုကိုထိ ंछ ောက်ဖို့အတွက်အဓိကတော့ချက်ချင်းနေလို့ပါပဲ။ကဲနောက်ဆုံးနဲ့အလွန်လက်တွေ့ကြတဲ့စတုထာမန်တိုင်ကတော့ ပယ်ချခံရခြင်းကိုလက်နဲ့အဖြစ်ပြောင်းလဲခြင်းပါပဲဟုတ်ပါတယ်ပယ်ချခံရတာကိုအားနည်းချက်မဟုတ်ပဲအားသာချက်အဖြစ်ဘယ်လိုပြောင်းမလဲဆိုတာကိုကြည့်ကြပါမယ်ဒီနေရာမှာပယ်ချခံရခြင်းကိုအတိပယ်အသစ်ဖွင့်ဆိုထားတာတစ်ကောင်းပါတယ်ဒါဟာကိုယ့်ရဲ့ပုဂ္ဂိုလ်ရဲ့ကြွရှုံးမှုမဟုတ်ဘူးဒါဟာအနေအထားဆိုင်ရာထောလန်ရည်တည်င်းတစ်ခုပဲကိုကရန်အလွယ်တကူရနိုင်လို့နေလေဒါမှမဟုတ်တစ်ဖက်လူကလူမှန်ခွဲခြားနိုင်စွမ်းမရှိဘူးဆိုတဲ့အချက်ပြမှုတစ်ခုပါပဲ။ အဲ့ဒီတော့ပေချာခံရတဲ့အခါမက်ခီယာဗီလီယန်တုတ်ပြန်မိုးကဖလုတ်ခင်မလဲပထမဆုံးအနေနဲ့စိတ်ခံစားမှုလုံးဝမပြဘူးပြီးရင်တော့ကိုယ့်ရဲ့တည်ရှိမှုမို့ဘူဟာကြကြယုတ်သိမ့်လိုက်တယ်လစ်ဟာတောင်းလုံးလိုက်တာပေါ့အရေးကြီးဆုံးကကိုယ့်အတွင်းစိတ်မှာဒါဟာကိုယ်ရွေးချယ်မှုနဲ့ဒီလိုအဆင်မပြေတဲ့ကစားပွဲကနေထွက်လာတာလို့သဘောထားလိုက်တယ်ပြီးတော့ရလာတဲ့တည်င်းကိုကိုယ့်ကိုယ်ကိုတိုးကျက်အောင်လှုပ်ဖို့အထုံးချတယ်နောက်ဆုံးမှာတော့ကိုယ့်ရဲ့တန်ဖိုးကညင်းမရတော့အောင်ထင်ရှားလာတဲ့အခါမှာပြန်ပေါ်လာမယ် ်ခဲ့အခုဒီမလိုင်းလေးခုလုံးကိုပေါင်းဆက်ပြီးတော့နောက်ဆုံးမှဘလို့အတွင်ပြောင်းသွားမလဲဆိုတဲ့အကြောင်းကိုပြောကြရအောင်ဒါကတော့ကိုယ့်ရဲ့ပင်ကိုလက္ခဏာတစ်ထုခုကိုထုစစ်ပုံဖော်ခြင်းပါပဲဒီပြောင်းလဲခြင်းရဲ့ပထမဆုံးရလက်ကတော့ဘသူမှကြိုတင်ခံမှန်းလို့မရတော့ဘူးဒုတိယရလက်ကဘသူမှထိန်းချုပ်လို့မရတော့ဘူးနောက်ဆုံးမှပိုင်ဆိုင်မှာကတော့ထိပါလို့မရတဲ့ပင်ကိုလက္ခဏာတစ်ခုပါပဲဒီပင်ကိုလက္ခဏာတည့်ရဆန်နှုံးတွေကပါလေလေ အဲ့ဒါတွေကတော့ဩဒါရှိတဲ့တိတ်ဆိတ်ခြင်းအေးဆက်တဲ့ရှင်လင်းပြတ်သားမှုနဲ့ရဆက်လောက်တဲ့တစိုက်မတ်မတ်ရှိမှုတို့ပါပဲဒါတွေကိုလည်းကြွေးကြော်နေစရာမလိုပါဘူးတခြားသူတွေကကိုယ့်ရာတိရှိမှုကနေတာဝါလို့လို့ခံစားသိရှိသွားပါလိမ့်မယ်ဒီတင်ပြချက်ကိုအဆုံးမတတ်ခင်ဒီမေးခွန်းလေးကိုစဉ်းစားကြည့်စီခြင်းပါတယ်ကိုယ့်ရဲ့လက်တွေ့ဘဝဟာတခြားသူတွေနဲ့ညီနိုင်စရာမဟုတ်တော့တဲ့အခါပါရခင်လာမလဲ